ချင်းပြည်နယ်ဆိုတာဟာကျမတို့နိုင်ငံမှာအစင်းရဲဆုံးပြည်နယ်ပါเนาะအစင်းရဲဆုံးပြည်နယ်ဒါဟာအဒီအရှာဖွံ့ဖြိုးရေးဘဏ်ရဲ့ကိန်းဂဏန်းနေအရာဆိုလို့ရှိရင် သိတာပါတယ်ဥပမာအားဖြင့်ဆိုလို့ရှိရင်တတိုင်းတတိုင်းပြည်လုံးအတွက်ဖြတ်မြခြင်းဆင်းရဲမွဲတည်မှုနှုံးဟာ30ကျော်ကျော်ပဲရှိပြန်တယ်ချင်းပြည်နယ်က80ကျော်ပါတယ်80ရာခိုင်နှုန်းကျော်ပါတယ်အဲ့တော့ အစင်းအဆုံးပြင်နေဖြစ်တယ်။ဒါပေမဲ့ကျမအဲ့ဒီချင်းပြင်နေကိုသွားတော့ဆိုလို့ရှိရင်တစ်ခါမှကျမအဲ့လောက်တောင်မှလက်ဆောင်နေမရခဲ့ဘူး။အစ်မတားမှဆင်းရဲတဲ့ပြင်းချင်းရွာသူရွာသားတွေကရှိတာလေးတွေပေးကြတယ်။တနေ့မှကျမကိုကြက်ကြီးပေးလို့မပေးပါနဲ့ဆိုတော့လက်တောင်မှရွာမသိမသိနိုင်မှာဟုတ်ပါတော့ဒီကြက်ကြီးကိုကျမဘယ်လို့မှစီယုံးခင်းတခြားကိုခေါ်သွားလို့မရပါဘူးစစ်ဘရော။တောင်းပန်ရွာတယ်။အဲ့ဒါကြီးမကဘူး။ အဲ့ဒီချင်းပြင်းတယ်မှာကျမအတွက်အင်မတန်စိတ်လှုပ်ရှားစရာပီတိဖြစ်စရာကိစ္စရတော့မင်းရတော်တော်များများမှာကလေးလေးတွေကိုသူကခြီးပြီးတော့ကျမကိုပြပြီးတော့ဒါတို့ဘိုလ်ချုပ်သမီးလို့ပြောကြတယ်အဲ့တော့ကျမအမြတမ်းခံစားရတယ်ဒါကျမတို့ရဲ့တကယ်တကယ်မောင်နှံကိုမောင်နှမတွေပဲပေါ့နော်အဲ့ဒါကြောင့်မလို့ကျမတို့ဟာကိုချင်းချင်းကိုတန်ဖိုးထားကြထားတတ်ကြပါအဲ့လိုတန်ဖိုးထားခြင်းရဲ့ပီတိကို ခံစားဘူးလို့ရှိလို့ရှိရင်ဘယ်တော့မှတို့ဟာပြည်တော်စုဖြစ်တယ်ဆိုတာကိုမေ့မှာမဟုတ်ပါဘူး